ီယောဂိဓမ္မ25ကဒုတိယတော့လား53ဟုတ်သုံးသုံးပါတင်ထားတယ်53 48 58 58အဲ့တော့ယောဂိနံပါတ်53ဓမ္မစရိယ28ဝါတဲ့ ရာလေးမင်းရတော့မဟာပလင်ရှင်းစဉ်အတွေ့အကြုံအရှောက်ပါဘူးစတော့ကတော့သူကကြောက်တယ်ပြမထမ်းနဲ့မထမ်းဘူးကတည်းကတကြောင်ဆိုတော့ကြောက်တယ်ပြမနောက်ဖြည်းဖြည်းတည်းကျမသူများလည်းထမ်းပြမှကြတော့လေအကျိုးသားထမ်းမယ်ဆိုတော့စိတ်ပဲရှိတာပြထမ်းလိုက်တော့ကျမမှတော့မဖြစ်ပါဗျာဒုက္ခဝေဒနာနဲ့ရင်ဆိုင်ရတဲ့ကမှာစိတ်ထဲမှာဒေါသတက်တာရောအာထုတ်မဲ့အဘိဇာပေါ်သေးလား မပေါ်ပါဗျာဝေဒနာတော့ခဏတော့ပေါ်တယ်ဗျာဟုတ်ပြီထက်ကန်နေလေးကြတော့နောက်စိတ်ထဲဘလို့နေလဲအေးပါလေဗျာဘဝငြိမ်းကြတာရှိလားရှိပါလေဗျာအခုရောဘလို့နေလဲခုလည်းအေးချမ်းပါလေဗျာနေရတာအခုလည်းစိတ်ထဲမှာအေးပါလေဗျာအေးနေတယ်တင်ပါဗျာအဲ့လိုအေးနေတဲ့ကအရင်ဆုံးကအဲ့လိုအေးတက်ရဘူးလားရဘူးပါဗျာမရဘူးအခုမှအေးတက်ရတယ်တင်ပါဗျာအဲ့ဒီလိုအေးတက်ရပြီးရနေပြီးတော့ ညာလည်းနေတယ်မနက်ကလည်းခြံထိုင်တယ်ပြန်ပြီးတော့ဒုက္ခဝင်တော့မှဆင်းရဲတဲ့စိတ်ပေါ်သေးလားမပေါ်တော့ပါဗျာပေါ်တော့ပါဗျာဟုတ်မနက်ကနှစ်ချိန်ထိုင်ခဲ့တယ်ပါဗျာနှစ်ချိန်ထိုင်ခဲ့တယ်ဒါပေမဲ့အောက်ကဓာလေးပေါက်ဖောက်ပြန်တဲ့ဒုက္ခဝေဒနာတွေဖြစ်တာတော့ရှိတာတော့သိတယ်စိတ်နဲ့ဆက်ဆံလို့ရသေးလားမရပါဗျာစိတ်ကအေးမအေးနေဟုတ်ပြီနော်ပါဗျာဟုတ်ပြီအဲ့တော့ကျင့်ဖို့ကျင့်ဘက်တွေဘယ်လိုများတိုက်သွင်းမအောင်မလဲပြောတော့ပြောတော့ တိုင်းရောညီတော်ကကျိုးသားအားထုတ်ခြင်းမှာအားထုတ်ခြင်းမှာလေဗျာဟုတ်လားဘယ်အားလုံးကတော့ခေါ်ကြပါဦးရောဂီနံပါတ်41ဓမ္မစရိယ16ပါတဲ့ဘဝင်အေးချမ်းမိကြပါလေတဲ့ရောဂီနံပါတ်16ဓမ္မစရိယဟုတ်ပြီဆရာလေးမင်းရ မဟာပလင်မချစ်ခင်ကမဟာပလင်ချစ်ရမယ်ဆိုတော့စိတ်မှာတုံ့လုံးမှုရှိလားရှိပါတယ်ခင်ဟုတ်ပြီအောက်ကဝိညာဉ်တက်လာတော့တဏှာကတွေ့ခြင်းကပ်ခြင်းတဲ့စိတ်တွေပေါ်မလာဘူးလားပေါ်လာပါတယ်ခင်ပေါ်လာတော့အဲ့ဒီဒုက္ခဝိညာဉ်ရောဆင်းရဲမှုတွေတော့မတွေ့ရဘူးလားတွေ့ရပါတယ်ခင်အဲ့ဒီမှာဆရာလေးဘယ်လိုစိတ်မွေးပြီးတော့ဘယ်လိုအားထုတ်တယ်ဆိုတာလေးရှင်းပါအောင် ရာတော့ညွန်ထားတဲ့အတိုင်းရကိုရမယ်ဆိုတော့စိတ်နဲ့ဒီတိထားပြီးဝိရိယစိုက်ပြီးရှူလိုက်တော့အော်တဏအလိုလိုက်သေးလားမလိုက်တော့ပါဗျာမလိုက်တော့နောက်တော့တဏဘလို့ချုပ်သွားတော့ရင်ထဲမှာဘလို့ဖြစ်သွားလဲအေးများပါတယ်ဗျာအဲ့ဒီအေးတက်ကရှိသေးလားရှိပါတယ်ဗျာဟုတ်ပြီမနက်ကနှစ်ချိန်တိုင်းနဲ့အချိန်မှာရောတရားထိုင်တော့ဝိညာဉ်တက်တာတော့စိတ်ကဘလို့နေလဲအေးချမ်းပါတယ်ဗျာအေးချမ်းနေတယ်ပြန်ပါဗျာရင်ထဲမှာလို့ရှူပြေးဖို့လိုသေးလား မလို့တော့ပါခင်ဗျာ။ဘောင်ချင်းမလဲမလို့တော့ဘူး။ဟုတ်ပြီနော်။အဲ့ဒါဒုက္ခင်တွေချုပ်တယ်ဆိုတာဒါကိုဆိုလိုတာ။တမန်ပါဗျာ။ဟုတ်အဲ့တော့ကျင့်ဖို့ကျင့်ပတ်ဒီနဲ့တရားဓမ္မတွေကိုဘယ်လိုအားပေးစကားပြောမယ်ဆိုတာလေးရှောက်ပါဦး။ဆရာတော်ဘုရားနီလန်းအတိုင်းလိုင်းနိုင်ကျင့်တော့မယ်ဆိုရင်အကုန်လုံးအေးချမ်းအေးချမ်းပါလေခင်ဗျာ။ကဲဟုတ်ပြီအားလုံးသာဓုခေါ်ပါဦး။ယောဂိနံပါတ်98 ထမရံနဲ့ဆေးဝါးတဲ့ဆရာလေးမင်းရမဟာပလင်ချက်ရမယ်ဆိုတော့စိုးရင်ပြီးတော့ကြောက်မနေဘူးလားအစားမှကြောက်ပါလေခင်ဗျဟုတ်တယ်လေအစားကြောက်တယ်အဲ့လိုနဲ့မဟာပလင်ချိတ်တဲ့အခါကျတော့အောက်ကဒုက္ခဝင်နေတက်လာတော့ ဆင်းရဲပြီးတော့သက်တာကိုကြွားခြင်းမကြီးညှိချင်းနဲ့တနာပေါ်မလာဘူးလားပေါ်တော့ပေါ်လာပါလေဗျာတိခက်ပြီးတော့အာမျက်စောပြားတော့မှာဟို၆၆မိနစ်တော့မှာဒုက္ခဝိညာဉ်နဲ့ကျင့်ခဲ့ပါလေဗျာဗျာတပြည့်တော့နှစ်နာရီလေးပဲကျင့်ရလားဆိုပြီးတိခက်ပြီးကျင့်လိုက်ပါလေဗျာဟုတ်ပြီအဲ့ဒီချိန်ထဲမှာနောက်ဆုံးတနာသေးတော့ရင်ထဲမှာဘလို့ဖြစ်လဲအဲတုံခါပြောမှာအေးချမ်းနေပါလေဗျာ တုံခါပြီးတာနဲ့တပြိုင်နဲ့အီးဓာတ်ကတန်းပေါ်မလာဘူးလားပေါ်လာပါလေဗျာအဲ့ဒီအီးဓာတ်ရှိသေးလားရှိသေးပါလေဗျာအဲအဲ့ဘယ်တကားပြိပြီးအထက်ဆန်းတော့မယ်နော်အောက်ပိုင်းတန်တရာဒုက္ခဝေဒနာနဲ့ရှင်ဆက်တဲ့ဒုက္ခတိဘုံပို့စီတဲ့အကြောင်းသမုဒိယသစ္စာမက်ကတတ်လိုက်ပြီလက်တော့និရောဓသစ္စာအပြင်အီးဓာတ်ရပြီအဲ့ဒီအီးဓာတ်ပြတ်သေးလားမပြတ်တော့ပါဗျာမနက်ကဝေဒနာနေအဲမနက်ကငကြိမ်ထိုင်ခဲ့တယ်ဝေဒနာတွေပြန်တက်တယ် သွားသိတယ်စိတ်မဆင်းရဲသေးလားမဆင်းရတော့ပါဘူးအဲမိမိကယက်တယ်တိတိကယက်တယ်ပရိစ္ဆာသမဘောကယက်တယ်ဖြတ်တယ်ထွက်တယ်ဝိညာဉ်မတနာချုပ်တယ်ဆိုတာဒါဟုဆိုလို့လားနော်အဲ့တော့ဆရာလေးကျင့်ရတဲ့ပုံမှာကျင့်နှမှုရှိရလားကျင့်နှမှုရှိပါလေဖြာအလုံးသာလို့ခေါ်အောင်

ဒုက္ခဝေဒနာနဲ့ရှင်ဆက်လာရင်ပုတ္တဇဉ်ဒလိနဲ့ပြိဿုပံတိုက်ဆိုင်လို့လောကရာနဲ့တွေ့ရင်ဒုံးဆိုတခါလဲထထွက်လာတာပဲအငုတ်ကထပေါ်လာတာပဲဒေါသအငုတ်လောဘအငုတ်မာနအငုတ်နွားများကျွဲများလို့ခတ်မယ်ခွေ့မယ်သတ်မယ်ဖြတ်မယ်ဆိုတဲ့ပုရုဇဉ်ဒလိချမ်းနဲ့လည်းကွာရှင်ဆက်တဲ့စိတ်ချမ်းစရိုက်ချမ်းဇောချမ်းကြီးအဲ့ဒီအကျမ်းသာကြီးကိုဖြစ်စေတဲ့ ဓာတ်ထဲမှာယုတ်ကလည်းဓာတ်ကြမ်းယုတ်ကြီးတွေရှိတယ်ပုထုဇဉ်စိတ်ကြမ်းတွေကိုပေါက်ဝေဖွာစီတဲ့ဓာတ်လေးပါးထဲမှာလည်းဓာတ်ကြမ်းတွေရှိတယ်အဲ့ပုထုဇဉ်တလေးကြမ်းနဲ့ဓာတ်ကြမ်းဆိုတာဘယ်လိုလဲတဲ့အခုလို့ခက်ထန်တဲ့ဒေါသအထိမခံဟုတ်တိမခံနိုင်မှုဆိုတဲ့ခက်ထန်တဲ့ဒေါသမာနာမွေဘွေးတွေမွေဟောက်တွေဟော မွေပွေးခန္ဓာမွေဟောက်ခန္ဓာနော်အဲ့လိုမိချောင်းခန္ဓာတွေကြားခန္ဓာတွေအဲ့အဲ့လိုကြမ်းကြမ်းတန်းတန်းနဲ့နေတဲ့ဇေယျသူတို့ကတတ်ဖို့ဖြတ်ဖို့အဲ့လိုဇေယျအဲ့လိုလောကမှာမွေပွေးမှုဟုတ်တယ်ဒီမင်းဟာနေပေါ့ထိလိုက်တာနဲ့တော့ထိတာနဲ့ဒိုင်းဆိုတခါဒေါသထားပေါ့မာနမကြည်နိုင်ချမသတ်မလုံးမကိုင်းမတိုက်မခိုက်မယ်အဲ့ဒီ ဘဝအဲ့ဒီခန္ဓာတွေရတာအဲ့ဒီပုရုဇဉ်တလေချမ်းကတိဆောက်တဲ့ခန္ဓာပါပဲအဲ့ဒါပုရုဇဉ်ခန္ဓာလို့ခေါ်ပါတယ်ပုရုဇဉ်တတ်တယ်အဲ့ဒီတလေချမ်းဇေချမ်းဇောချမ်းရုပ်ချမ်းဓာတ်ချမ်းတွေကိုမက်ကတဏှာကိုတတ်လိုက်ပြီးနေတဲ့ကြိုင်နေအဲ့ဒီတဏှာဇောလင်းနဲ့ဒေါသဇောလင်းအကျမ်းတွေကိုထောက်ခံအားပေးနေတဲ့ဓာတ်တွေပါတခါတည်းချုပ်ငြိမ့်ပြီးတော့ ငြိမ်သက်ပြီးတော့ငြိမ်းချမ်းအဲ့တော့ဆရာလေးတို့ကိုပေါ့ကောင်နေတော့ဒီအေဒတ်ကလေးကလက်ကနဲ့လက်ကနဲ့လမ်းသွားရင်လည်းလက်ကနဲ့လက်ကနဲ့အားဗုဇောတွေကျန်တာနှလုံးယောဂါမဟုတ်ဘူးတချို့ကနှလုံးခါခါနေတော့အဲ့ဒါဘာယောဂါလဲလို့ဆိုတော့ဘာအဲ့ဒါအရိယာတို့ရဲ့တလေးဘောဇောတဲ့သူကသူလက်ကနဲ့ဤကနဲ့လက်ကနဲ့ဤကနဲ့လက်ကနဲ့အဲလိုဘောဇောတွေတဲကြာကြာနေတဲ့အခါကျတော့အဲ့ဒီပုဂ္ဂိုလ်ရဲ့ပုရုဇဉ်ဒလိဉာဏ်ယောက်ကနေ အရိယတပိအရိယသဘောကရုပ်အသွင်ပြင်သို့ပြောင်းသွားတယ်။ရုပ်တည်နူးညံ့လာတယ်။ဇောချမ်းစရိုက်ချမ်းနေ၆သိရင်မြရုပ်ချမ်းနေလဲ၆လာတယ်။အဲ့ဒီအသွင်ပြင်နေပြောင်းလာမယ်။နော်ဒီနေ့တော့ဦးဇင်းတော်ကထတ်စစ်တာ။ဟုတ်ထတ်စစ်တယ်။စစ်လူများနည်းနည်းပါပါမုံမမမကတိကတ္တကျွေးချံရှင်ထတ်ရှင်းခိုင်းတာ။အဲ့တော့ဦးဇင်းတို့ဘဝရဲ့ တန်ဖိုးဟာတောင်လောက်ကြီးတဲ့စိန်တုံးရွှေတုံးကြီးတွေမပိုင်နေပါစေဘုံဘိမှန်ကြီးတွေမပိုင်နေပါစေထမိန်ဆုံးတဲဆုံးနဲ့တကျောင်းကုန်းနဲ့ကျောင်းဆုံးနဲ့တပိတ်ဆုံးနဲ့သင်္ကန်းဆုံးနဲ့နေနေရပါစေစိတ်ထဲမှာဂိမ့်နေတဲ့ပုရုဇဉ်ဓလိချမ်းစရိုက်ချမ်းကြီးကျွင့်တော်ပြီအဲ့ဒါခဏလေးအဲ့ဒါခဏလေး အဲဒီတိုင်းပဲသိသွားမယ်ဆိုရင်တော့တုတ်တိတာနတ်ဘုံမှာအယောင်လေးဖြာထွက်ပြီးတော့နော်ခုနကတော့ဖိုစိတ်ရဲ့အကြည်ဓာအေဓာအငိမ့်ဓာကြီးရဲ့တကောတတ္တိနဲ့နော်တာမန်ပုရုဇဉ်တို့လူတို့မမြင်နိုင်နဲ့ဖြာနေတဲ့နော်စိန်သုံးကြီးလို့အတ္တိဘဝနဲ့အခုလို့တဲရင်နဲ့တူတဲ့ဩနာတိခဏလေးဒုက္ခပေးတဲ့ရုပ်ချမ်းနံချမ်းကြီးနဲ့လဲသွားပြီ အဲ့ဒီပုံကိုယ်ကြီးကနောက်တော့ဘယ်တော့မှလူဘဝပြန်မလာတော့ဘူး။ညာဇာတိနဲ့လျှောက်ပြောနေတဲ့ဘဝခုနှစ်ဘဝအထက်တည်းအောက်ဆင်းနဲ့လျှောက်ပြောနေရတာအလုံးမလုံးဘူးလျှောက်ပြောနေ။ပြောတော့ငင်းကြရောနော်အခုဘုဒ္ဓဇင်တရေချမ်းဘဝချမ်းဒီအချမ်းဘဝဖြစ်စီတဲ့ခန္ဓာကိုဆက်ဆက်တဲ့သမုဒိယကိုမကတဏှာဖြတ်ချလိုက်အဲဟိုတဲ့ကတဏှာဖြတ်ချလိုက် ဖြတ်ချလိုက်တော့ကြောင့်အရိပုဂ္ဂိုလ်ကြီးအထက်ကိုတက်သွားပြီမိုးပြန်ဘူဒီပေါင်းကြီးကျိုးနဲ့ဆွဲတော့တန်လန်းတန်လန်းနဲ့ပြင်းအဲ့ဒီကျိုးလေးလည်းအရှိမင်းလေးလည်းဖြတ်ချအောင်ဘူကောင်တက်တော့တာပဲပြောအောက်ပြန်မဆင်းတော့နော်အဲ့ဒါတွေကကိုယ်နဲ့တွေ့မှသိအခံစားတဲ့အရာတွေနော်ဒါကြောင့်မလို့ဦးဇင်းတို့ကိုတို့တွေကပြောမယ်ဆိုလို့ရှိရင်မပြောတော့တာပါဘယ်လိုလဲဆိုတော့ ကိုကတော့တရာရှိစေခြင်းလို့ဒါဒီလိုလုပ်ရင်ဒီလိုရှိတယ်ဒီလိုဖြစ်တယ်လို့ပြောခြင်းပဲနဲ့အဲဒီပြောတာကိုနောက်ကလိုက်အပြည့်ပြောနေတော့မပြောတော့ဘူးဒီလိုပဲနေတော့တာနော်အဲ့တော့ပြကြရှိတာပြတာတော့မှရှုရှင်မူလဲဒုက္ခလှုပ်ရှုလူရှုလူရှုနော်တဲ့ရင်ကျွဲနေနဲ့အဲဒီလိုလျှောက်ပြောတာပေါ့ပြန်ကြကြရှုတာတရားလားမိမိရှုတာတရားလားကြကြထိုင်မှတရားလား အနာခံနိုင်တာအတာကိလမှာ ఓ ပြောလိုက်တာမုန်းထုံနေတာအဲ့ဒီတော့ကြောင့်အရကိုယုံပြီးတော့နေတဲ့ပုံစံဒီလဲကြံနေခဲ့တာအဲ့တော့ဦးစင်းတို့ကတော့ကဲရရှိကြကိုကဲသွားမယ်မှဲ့မဲ့အသည်ခူးသွားမယ်ဦးစင်းတို့ဒီပွဲကဦးစင်းတို့ကအောက်ဈေးနဲ့ပြရတဲ့ပွဲဦးစင်းတို့ ကျင်းပါတဲ့ပွဲကဦးဇင်းတို့ကအထက်ဈေးကနေရောင်းတဲ့ပွဲ။ဟိုကကျင်းကြတဲ့ကမဟာပလင်၅နိုင်ချိန်မှလာပါလို့ပြောထားတာငါကိုရီးယားရှင်းရှင်းပဲမလာခြင်းနေ။လူသတ္တဝါအနန္တကဲလို့မပြီးနိုင်ဘူး။အဲ့လိုငါကိုရီးယားကမဟာပလင်၅နိုင်ချိန်တွေမှလာခဲ့ရမယ်ဆိုပြီးခေါ်တော့လာတဲ့ဟိုကချိတ်ချင်လို့လာတာအဲ့ဒါပြရတယ်လွယ်တယ်။အခုကဆရာကြီးကိုဦးဇင်းကတပါးလေးပြအောင် ။ဟိုနေ့ကတော့လျောင်းပြီးတခါတည်းပြလိုက်ပြီးပြီဆရာကြီးပြန်တော့လို့ပြီးတယ်။အဲ့ဒီလျောင်းဝရိယဘုံနဲ့30တပါးတရာယုံကမ္မထံပွားပြီးတော့လက္ခဏာ၃ပါးဆင်ញင်းနဲ့သူ့ဘာသူဉာဏ်စင်တွေတက်လိုက်မယ်။အဲ့လိုရရင်ပြီးတယ်ဘာမှမရှိဘူး။အခုကျတော့ဆရာကြီးကနေပြီးတော့သူ့တပည့်တွေလည်းရစီခြင်းပါလေဆိုတာဆရာကြီးကတရားရှိလို့ပြောတာ။အဲတချို့ကြောင့်လည်းသရာရှိမှရှိမှာပေါ့ဒါဥစဉ်မဆိုးလို့ပါဘူးအဲ့ဒီထဲမှာမှ ိုအငုတ်ကိုဖြုတ်ရတယ်ကိုစိတ်ကိုချိုးရတယ်ကိုကြီးကိုချိုးရတယ်ကိုမီးကိုတတ်ရတယ်ဦးစင်းတို့ကနီးစင်းတွေပဲပြီးတာအဲ့တော့ကိုအငုတ်နဲ့ကိုတွေ့လာမယ်မဟာပလင်ချိတ်လိုက်ကိုအငုတ်ကြီးထွက်လာလိမ့်မယ်ဒိုင်းကနေဆိုဘလူးဆိုင်ကြီးထွက်လာလိမ့်မယ်အေးအဲ့ဒါကိုပီဇာအဲ့ဒီဂျန်တန်နဲ့အငုတ်ဒေါသမာနအဲအဲ့ဒီစိတ်ကြမ်းကြီးကိုမဟာပလင်နဲ့ပေါ်ထုတ်ပြီးတော့မနဲ့တက်လိုက်တော့အခုငြိမ့်အေးသွားတာ အမြင်ပဲအရင်တော့ပြောတမ်းကြတာအခုကိုရိခံစားရအဲ့တော့ဦးဇင်းတို့ကအဲ့ဒီထဲမှာမှဦးဇင်းတို့ပြောတဲ့အတိုင်းစူးစမ်းအားထုတ်တဲ့ပုံကိုယ်တွေကိုဦးဇင်းတို့ခေါ်သွားမယ်ဦးဇင်းတို့ဆွဲတင်တဲ့လက်ကိုပုံချတဲ့ပုံကိုထားခဲ့မယ်ဦးဇင်းတို့ဟိုမှာတော့မရဘူးဦးဇင်းတို့ဆယ်ရက်စကမ်းမှာမမဆယ်ရက်စကမ်းနဲ့နှစ်နာရီ၅နာရီအဲချိန်သွားကြတယ် ဒီမှာပြောရတာကြတော့ဦးဇင်းတို့ကံရဆွားအနေနဲ့ခက်တယ်ဒါတော့မှတော်ပါတယ်တော်သေးတယ်လို့ခေါ်မှာပေါ့ဒါကြောင့်မလို့ဦးဇင်းကနောင်ဒီလိုပွဲမပြဘူးဆိုတာဦးဇင်းတို့ကအောက်စီကနေခေါ်ရလို့မပြဘူးဒီကြားထဲမှာတခုဖြစ်သွားရင်ဦးဇင်းတို့ဝိုင်းထုံနေဖို့ဆိုတော့ချိန်ရထားတာတွေကလည်းအများကြီးရှိတယ်ဒါကိုဦးဇင်းတို့အရေးဆုံးပြပါတယ်အခုလောက်ဆိုရင်ဒီမှာအခုမနေ့ကပထမအတော့ယောဂီမှာတချို့နည်းနည်းပါးပါးကြံတယ် အဲ့နည်းနည်းပါပါလေးကိုဆောင်းဆောင်းလိုက်ပါကျွေးကြရင်အဲ့ဒီကျွေးရအနောက်ရှိပြတတ်ပါလေဒါကြောင့်မလို့ဦးစင်းတို့ကမဟာမင်းထတ်ချိတ်မယ်ထတ်ချိတ်ပြီးတဲ့အခါကျတော့သိပြီတက်ဆန်းဝေရမှာတဏှာရှိရင်ထွက်ဆန်းစိန်ခေါ်ပြီဒီနေရာဒီသာသာဒီဆရာဒီရိတ်မှာ ဒီခန္ဓာနဲ့ဒီသာသနာဒီဘဝမှာငါပုထုဇဉ်အຫນွယ်ချမ်းကြီးငါပြတ်အောင်ဖြတ်မယ်။နောက်ဖះမပြောတော့ဘူး။အဲ့ဒီစိတ်မျိုးနဲ့ကျင်းရမယ်။အဲ့တော့မာပလင်ချိတ်တယ်ဆိုတာတဏှာကိုဟရိယမှာဘဝအစဉ်ကိန်းလာတဲ့တဏှာချမ်းဒေါသချမ်းကိုဖောက်ထုတ်တာပါလို့မဟာပလင်ကကျေးဇူးရှင်မှာကိုယ့်ကိုဝိုင်းကူညီတာ။ ကိုသတ်မဲ့တဏှာချမ်းလောဘချမ်းဒေါသချမ်းကို तू ကထွက်ပြေးလို့မရအောင်ဖော်ထုတ်တယ်ကျိုးနဲ့တော့ပြီးထားတာကိုကလည်းဝင်းဓာတ်နဲ့ခုတ်သတ်တယ်လို့တတ်ယုံလေးတဏှာကဟာဝေဒနာကချုပ်ပြီးတော့ကဲသတ်ပြီးတော့ဆိုချုပ်တာအဲ့တော့တဏှာလည်းဘာဖြစ်လဲဆိုဘဝပေါင်းများစွာထင်ရဆိုင်လာတဲ့ तू ဆောက်ချင်တိုင်းဆောက်လာဒီခါကျတော့ तू လှည့်စားတိုင်းမရတော့တော့တဏှာကလည်းဒီခန္ဓာချုပ်သွားရင် ဘဝကြံခန္ဓာကိုစောက်လို့မရတော့အဲ့တော့ဒီခန္ဓာမှာသူရသည်မြတွေ့ကမ်းနော်နည်းနည်းလေးရေးကြည့်တယ်နော်သက်သာလို့သက်သာညာနေသာလို့နေသာညာအနေချောင်းလို့ချောင်းညာပေါ်လာပြီကြံကြံတန်းတန်းမဟုတ်တော့အဲ့ဒီလိုနည်းနည်းလေးသက်သာခြင်းနဲ့နည်းနည်းလေးအချောင်းနေခြင်းနဲ့အဲ့ဒီလိုနည်း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 လေးကိုနည်းနည်းလေးမှအားမပေါ်ရင်မလိုက်ရောပါနဲ့ နည်းနည်းလေးလိုက်ရောအရင်အများကြီးဖြစ်သွားရင်များသွားရင်ရောလျှော့လို့မရတော့ဘူးဘိုးဘွားဝါတလုံးဖြစ်တာဝါတလုံးလုံးခိုင်းတာသွားပြီးမနေနိုင်တော့ဖြစ်တော့နှလုံးဖြစ်သွားရောနှလုံးသွားဖြစ်တော့သုံးလုံးလေးလုံးဖြစ်သွားရောတလုံးတော်မှမဖြစ်ပဲမနေနိုင်လို့သွားဖြစ်ပြီးနှလုံးကြရင်ဘယ်လိုလုပ်ထိနိုင်ကုန်လဲအခုလေနည်းနည်းလေးကိုတဏနဲ့သက်သာလို့သက်သာညာနည်းနည်းလေးကုတ်ထားမယ်နော်ဟာရယာကိုနည်းနည်းလေးတင်ထားမယ် ဲ့နဲနဲလေးတင်ထိုင်တဏှာကနဲနဲလေးတွယ်ပြီးတော့ကပ်ပြီးတော့အပင်ထားပေါက်တာအဲ့တော့နဲနဲလေးတောင်မှသက်တာလို့သက်တာညာနေသားလို့နေသားညာနဲနဲလေးသက်တာအောင်နေသားအောင်အဲ့ဒီလိုရှောက်လုပ်တဲ့အလုပ်ကိုဆရာလေးတို့ကြည်ပြူစွာဆွံ့တော့ပါအေးအေးစီစီနော်ကိုကိုဦးနာတိဒုက္ခနဲ့တန်ရောစဉ်နဲ့တောင်ဖွဲ့ခိုင်းပြီးတော့ဖွဲ့ချပြီးတော့ ငိုဘွဲ့နှွဲခဲ့ရတဲ့ဘဝပေါင်းများစွာဖန်တီးခဲ့တဲ့ဒီတဏှာကိုကိုကရံသူလို့ထင်ပြီးတော့ရှင်ဆိုင်ပြီးတော့သူ့သတ်တတ်တယ်ဆိုတာခွန်းထုတ်လိုက်တာလိလူရှုလိုက်တာနည်းနည်းလေးတက်တအောင်လုပ်ချင်တယ်ဆိုပြီးတော့ဟရိယကိုနည်းနည်းလေးတင်းတာနည်းနည်းလေးညှစ်ထားတာပခုံးကြောလေးနောက်ကြောလေးခါကြောလေးပိုက်ကြောလေးပေါင်ကြောလေးလက်မောင်းကြောလေးနည်းနည်းလေးတင်းထားတာနှလုံးအိမ်ကိုနည်းနည်းလေးညှစ်ပြီးပိုက်ကြောခါကြောလေးအသားလေးရင်ကြောလေးတင်းထားတာ အားရလေးကိုပါနည်းနည်းလေးမှသွားမလို့ရင်နည်းနည်းလေးမှမလို့ရင်သူမလာတော့နည်းနည်းသွားလောက်တော့အောင်နည်းနည်းလေးလုတ်ပေးရင်တော့မြတ်မြတ်သူလုတ်ခိုင်းအောင်အဲအဲ့ဒီကကြတော့ဘာလုပ်အောင်လဲဆိုတော့တဏှာကိုစိန်ခေါ်ပြီးတော့နော်တဏှာကိုစိန်ခေါ်ပြီးတော့မင်းထွက်ခဲ့တော့မင်းခိုင်းတာငါမလုပ်တော့ဘူးမင်းခိုင်းကြာခိုင်းသံငါပွဲကြည့်တယ်လို့ပဲပွဲခင်းနေရနေဇက်ခုံပေါ်တက်မကသလို့ မင်းဇက်ခုံဘဝနဲ့တွေ့ခြင်းနဲ့ညှိခြင်းနဲ့ကုတ်ခြင်းနဲ့တွေ့ခြင်းနဲ့ညှိခြင်းနဲ့ပါအဲ့အမျိုးမျိုးလက်တော်ကအေးအေးစီစီနဲ့နော်ကတော်ဆုံးခွင်းလောပြီးတော့ခွင်းလောပြီးတော့ကြီးပြူစွာခွင်းလောပြီးတော့ဘာမှပြုပြင်တဲ့ကိုယ့်ဘက်ကသက်သာအောင်ထင်းညှိခြင်းကုတ်ခြင်းကုတ်ခြင်းမလုပ်ဖဲနဲ့အဲ့ဒီလုံးမဲ့ကာယသင်္ခါရစိတ်ဓာတ်သင်္ခါရတွေအလုံးအလုံးကိုလှစ်လူရှူပြီးတော့ ကြည်ပြူစွာနေလိုက်တာအဲ့ဒီလိုနေတဏှာသည်နေရာမရတော့တဲ့အတွက်ကြောင့်ဥပမာပေါ့ယနေ့ဦးတဲတယ်ရှိကထင်းထိုးတယ်ထင်းတစ်ချောင်းထိုးတယ်အဲ့ဒီထင်းကိုပြီးပြီးမီးရတောက်တယ်အဲ့ဒီမီးဆက်တောက်ချင်းနောက်ကမီးမီးတောက်ဖို့အတွက်လောင်စာထပ်ထည့်ရအဲ့တော့မှမီးဟာနောက်ထင်းကိုကိုးပြီးတော့ဆက်တောက်ရအကယ်၍ဒါလောင်စာမထည့်တော့ဘူးဆိုရင် ရှိရမီးရှိအောင်မလား အဲအဲ့လိုပဲတဏကမီးအဲ့ဒီမီးတောက်တာအဲ့ဒီမီးတောက်တာကိုကိုကသူ့အလိုအတိုင်းသက်တာလို့သက်တာညာနေသာလို့နေသာညာမတိမတာလေးထိန်းထားမယ်အတာလေးတင်းထားမယ်ဆိုရင်တဏကနှီးရရပြီးတော့အဲ့ဒါမကြောက်တော့အဲသူ့ကိုနောက်ထင်းမထိုးသလို ခွင်လောပြီးတော့သေခြင်းသေတော့တဲ့တဲ့ပြောလို့ရှိရင်ကြံကြိတ်တဲ့ဆက်တဲ့မှာကြံကြောင်းရင်ထိုးထဲတာ ကြံချောင်းကြီးမကြီးမကြီးပဲနဲ့လိုက်သွားသလိုအဲ့ဒီလိုကဘဝအလဲဖယ်လုပ်လိုက်ပါအဲ့ဒါပြီးလို့ရှင်တသက်လုံးပျော်လို့ရပါပြီနောက်ကျွေးကင်းပါပြီအပေလေးပါကြမယ်ဆိုတော့ဥစဉ်အာမခံပါတဲ့လုံးဝကိုမရှိရပါဘူးနော်အဲ့ဒါကြောင့်မလို့ဖြာပေါ်မှာအပေလေးပါခန္ဓာနဲ့မိမိရဲ့ဉာဏ်နဲ့အာဒီဖြာနဲ့ အပေလေးပါးဘဝသွားမယ်ဘဝအရေးအတွက်ခန္ဓာနဲ့ဖြာပေါ်မှာမိနစ်ပိုင်း나ယီပိုင်းလေး나ယီပိုင်းလေးခါတော့ဘောအလဲဖယ်လုတ်ပြီးတော့လွတ်လိုက်ပါအဲ့တော့ဒီနေ့ကျင့်ရမှာကတော့ဦးဇင်းတို့ကဗန္ဒနာယီလို့မသတ်မှာပါဘူးကျင့်တဲ့ယောဂီဟာဘဝင်ရှင်ရှင်ကြတကယ်ကြပြီလားလို့တရားတော်တရားစစ်မယ်အကယ်၍ရှင်ရှင်ကြတဲ့ပုဂ္ဂိုလ်ရင်ပုဂ္ဂိုလ်ကို လိုအပ်ရင် တူချင်းကိုဖြုတ်ခိုင်းအနေနဲ့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 လုံနေလို့ဈေးစိတ်နေရင်ဦးဇင်းတို့ဟာနိုင်တတ်မှတ်ပြီးမှာမဟုတ်ဘူးနည်းနည်းလေးကိုလိုက်ရောတဲ့ဟာကိုမစွန့်လွတ်သေးတဲ့အတွက်ကြောင့်ဦးဇင်းတို့နိုင်ကတတ်မှတ်ဖို့မဟုတ်ဘူးတဏပြတ်ဖို့အဖြစ်တဏပြတ်မပြတ်ကိုတော့ဦးဇင်းတို့ကြည့်ပါအဲ့ဒီမှာနောက်ကိုထိန်လန်လို့လမ်းမဲ့ချင်းပြီးတော့ ိတ်ကအားလုံးကိုလွတ်လိမ့်လို့ရှိရင်နော်ရွက်ထားတဲ့အထုပ်ကြီးအသက်လူကြီးဝုန်းဆိုပြစ်ချလိုက်တာအဲ့ဒီလိုလွတ်တာမဝမရင်နဲ့အကယ်၍အဲ့လိုစွန့်လွတ်လိုက်ရင်ရလူကြီးလန်သွားမလားလို့စိုးရင်စိတ်ဖြေကောင်းဖြစ်လိမ့်မယ်အဲ့ဒါဆိုရင်နောက်ကတရားတော်တရားနောက်ကနေအသာလေးတင်းတင်းလေးတွန်းထားပါလိမ့်မယ်အဲ့ဒီကြရင်ကိုယ်ကအထုပ်ကြီးရွက်လာတာကို လေးလုံးအားကြီးတော့အိမ်ကြတော့ဝုန်းစုပြစ်ချလိုက်တော့ဝင်းလုံးကြွတာလှော့ချထားလိုက်တော့အဲဘဝင်စစ်စစ်ငင်းကြသွားရင်အဲအေးတက်ကြီးရသွားပြီအဲ့ဒါဆိုရင်ဒီတရားစခန်းမှာနောက်တစ်ချိန်မဟာဗလင်မချစ်ခိုင်းတော့ဘူးပြတ်သွားပြတ်သွားပြီသူကဘာမှလုပ်စရာမရှိတော့ဘူးဒုက္ခင်တွေချုပ်ဖို့ဒါသူကအလုံးလုံးကဒုက္ခင်ချုပ်ဖို့ချုပ်သွားပြီဆိုတော့ဒီမဟာဗလင်အသုံးမဝင်တော့ဘူးနော်အဲအဲ့လိုပဲ ညဇောပြလဲဟောတဲ့ဒေသနာမှာရှိတာပဲဒီမြားဖြောင်းသွားပြီကောက်တဲ့မြားမီးလေးသိန်းလေးဖြောင်းလေမီးလေးသိန်းလေးဖြောင်းလေမီးသိန်းလို့ဖြောင်းလို့တန်းသွားဆိုရင်နောက်တစ်ခါလုံးစွာမလို့တော့ဘူးတဲ့သူဖြောင်းသွားပြီအခုလဲရောပြီးတော့ဒီနေ့ဟိုကျွေးကြံရှိခဲ့တော့ရှင်းဖို့အတွက်အပြီးပြတ်ရှင်းတဲ့အချိန်မို့လို့ပြတ်အောင်ရှင်းရဖို့နော်ကာယတော်ရဒီကာယ ဣရိယာပုထာကြီးကိုမှုံမှုံမိမိနည်းနည်းပါးပါးလေးအောင်လေးသလောက်လောက်တော့သွားပြီးတော့စိတ်နဲ့မထိန်းတော့ဘူးနည်းနှလုံးအင်ကိုလည်းမိမိတေးတေးလေးမတိမသာသည်သာသာလေးအသာလေးတင်းကပ်ထားတာမှရှိပါသည်နည်းအားလုံးကိုဝန်းလုံးကျော်ဆွလွန်ထားပါကဲအားလုံးသဘောတရားနဲ့ဘုရားကြောပါ